ရဲ့လမ်းကိုပြီးမဆက်မောလမ်းကိုတော့ကပါတော့မှတ်ပါရင်းရှင်ရဲ့ရင်းမဲ့နဲ့ဆိုရှယ်လစ်ကမှာဒါတွေရှိတော့ပြောရဲမြန်မာပြည်မှာနှစ်ပေါင်းများစွာကြာလာတဲ့တိုင်အောင်ကုန်ပစ္စည်းအမှတ်တရစင်တူရိုးမဖြစ်ကြတာတွေပြင်မိုဘိုင်းခွင့်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းထေချာနားမလဲကြသေးပါဘူးစီးပွားရေးတိုးတက်မှုတွေရင်းနှီးမြှုပ်နှံမှုတွေအများကြီးကြုံလာရတော့မယ်မြန်မာနိုင်ငံအနေနဲ့ဒါရီဟာပြင်ဆင်ထားတဲ့အရာဖြစ်နေပါတယ် အသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့်နေနဲ့ပတ်သက်ပြီးမလုံဆောင်ထားရင်ယင်းဤမြုံနယ်မှုတွေဝင်ရောက်မှုနည်းနိုင်သလိုကုန်ပစ္စည်းတွေကိုနိုင်ငံတကာအထိရောင်းချဖို့ကိစ္စတွေပါထည့်သွင်းစဉ်းစားထားဖို့လိုအပ်တဲ့အကြောင်းတရားလွှတ်တော်ရှိနေဦးမြင့်လွင်ကပြောပြပါဗျာအခုနိုင်ငံသားချင်းညီမျှနမှုတွေကလာကြမယ်လာကြတဲ့အခါမှာဒီတိုင်းပြည်မှာတို့တို့ရဲ့အသိဉာဏ်နဲ့ဆိုင်တဲ့ပစ္စည်းကိုမကာကွယ်ပေးလို့ဆိုတော့ အပြစ်ကလည်းမဖြစ်လဲဆိုတော့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုကိုနှောင့်နှေးစေတယ်နောက်တစ်ခါကျွန်တော်တို့အခုဆိုရင်ဒီအသိဉာဏ်နဲ့ဆိုင်သောပစ္စည်းကောက်ွက်တွေဥပဒေကိုမပြတ်ထမ်းခဲ့တဲ့အတွက် American Grade ဒီကျွန်တော်တို့အထူးကုံသွယ်မှုကင်းလွတ်ခွင့်ကိုကျွန်တော်တို့ Grade မပေးသေးဘူးအဲကျွန်တော်ဒီဥပဒေပြဋ္ဌာန်းရမယ် ဆိုတော့အခုကျွန်တော်တို့ဆီအတိုင်းပြထွက်တဲ့ PC တွေကိုအမေရိကန်ကိုကျွန်တော်တို့ import လုပ်ချင်တယ်ပေါ့ဆိုတဲ့အခါမှာကျွန်တော်အထူးကုန်သွယ်ကိန်းခွင့်ကိုမရထားဘူးမရတဲ့အတွက်ကျွန်တော်ဆီက product ဆီအမေရိကန်ကိုသွားလို့မရကျွန်တော်တို့ကဒီပြည်တွင်းစားသုံးဖူလုံယုံစိတ်ကူးနဲ့ကျွန်တော်တို့ကသွားလို့မရဘူး international trade ကိုသွားနိုင်မှကျွန်တော်တို့ဟာဒီရှိရက်တီလို့ရမှာဒါကြောင့်မို့ကျွန်တော်ကဒီပထမဆုံးအသိဉာဏ်နဲ့ဆိုင်တဲ့ပစ္စည်းဥပဒေကိုတပီလုံးအတိုင်းတကဘာလုံးအတိုင်းတာနဲ့ကျွန်တော်တို့ကနားလည်အောင်ဗမာအသေးစားလက်စားလုပ်ငန်းရှင်တွေကို ပညာပေးကြတာပါသိမကြတော့တဲ့အချိန်မှာမြန်မာနိုင်ငံဟာလဲအာဆီယံစီးပွားရေးအတိုင်းဝန်းထဲကိုရောက်ရှိတော့မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီးဒီဆွေးနွေးပွဲကိုကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ကနှစ်ပေါင်းများစွာပေါ့လေနော်ဒီကိုမတ်တစိမ့်တို့ဒီစက်မှုဒီဇိုင်းတို့ တော့ copyright တို့ patent တို့ကိုအဲတုံးဆွဲရကောင်းမှမတိခဲ့တာပေါ့နော်လုပ်ငန်းရှင်အငယ်လေးတွေပေါ့တော်တော်များများကလေဆိုနေပေါင်းများဆိုတာမတိခဲ့ဘူးအခုလက်ရှိအနေထားမှာအစိုးရကလည်းပဲဥပဒေတွေကိုပြဋ္ဌာန်းဖို့လုပ်နေတဲ့အချိန်ဟလာမကြာမီကာလမှာလည်းပဲเนาะ AEC ပေါ့ ASEAN Economic Community ရဲ့ဟလာအဖွဲ့ဝင်ဖြစ်လာတဲ့အခါမှာဒီပတ်ဝန်းကျင်အိန္ဒိယနိုင်ငံအနေနဲ့ရှင်ပြန်ရတော့မယ့်အချိန်မှာဒီဥပဒေတွေကဘလောက်အရေးကြီးလာလဲကိုယ့်ရဲ့အကျိုးစီးပွားကိုဘယ်လိုကာကွယ်ပေးတဲ့ဆိုတာကို သိရအောင်လို့ပေါ့နော်လုပ်ငန်းရှင်တွေရောတိုင်းပြည်ကိုအကျိုးပြုမဲ့ပညာရှင်တွေရောအားလုံးသိရှိရအောင်ဆိုပြီးတော့မှဒီပွဲလေးကျင်းပခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့အခုချိန်ထိစီးပွားရေးဆိုင်ရာကုန်ပစ္စည်းအမှတ်တရတွေအပြင်စော်ဘီနဲ့အနုပညာနယ်ပယ်တွေမှာလည်းမိုဘိုင်းငွေနဲ့ပတ်သက်ပြီးဘာတစ်ခုမှထိထိရောက်ကာကွယ်နိုင်တာမျိုးမရှိသေးတဲ့အခြေအနေဖြစ်နေပါတယ်ပြောင်းလဲလာတဲ့ digital environment ကြီးပြောင်းလဲလာတဲ့ခေတ်ကြီးပြောင်းလဲလာတဲ့အခြေအနေအားလုံးเนาะဒီလိုမျိုး စင်တူမာလုပ်တဲ့တူပါတာတွေခိုးကြတဲ့ကိစ္စတွေနော်အဲအဲ့လိုမျိုးတွေကိုကောက်ွယ်နိုင်မှုအတွက်ကခိုင်မာတဲ့ဥပဒေတက်ကပေါ်ပေါက်ဖို့ညှိတာပါပြီအဲ့တော့ပြည်သူတွေအားလုံးကလည်းကိုယ့်ရဲ့ဖန်တီးထားတဲ့ဒီဇိုင်းဖြစ်စေကုန်မစိတ်ဖြစ်စေ copyright ဆိုတဲ့စာပေဂေတအမှုပညာအရရရဲ့အသီးပွင့်တွေကိုခန်းစားနိုင်မှုအတွက် awareness တွေရှိဖို့လိုပါတယ်။အဲ့ဒီတော့က awareness တွေရှိအောင်လည်းမျက်စိဖွင့်နားဆွံ့ရတာပါ။တို့တို့ဒီအသိဉာဏ်ပြည့်စုံလုပ်ငန်းရှင်များအသိဉာဏ်နဲ့ဒီအတွက်ကိုအထူးဦးစားပေးပြီးဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်။အားလုံးစုပေါင်းပြီးလုပ်မယ်ဆိုလို့ရှိရင်တို့နိုင်ငံကဒီအသိဉာဏ်ပြည့်စုံတဲ့မိုဘိုင်ခွင့်တွေကိုအကာအကွယ်ယူပြီးတော့အရင်များဆုံးပဲနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ငံတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုအားလုံးပဲသဘောပိုက်ကြဖို့ဖြစ်ပါတယ်။